ဒုတိယယုတ်တရက်ဆိုပါစို့တေဆုံးတာတွေကယုတ်တရက်တေဆုံးသွားတယ်လူတွေမှာအများဆုံးချက်ချင်းဖြစ်တတ်တာတွေကဘာတွေတုံးဆိုလို့ရှိရင်တေပြီးပြီးချင်းตาဆွဲသမီးဆွဲပစ္စည်းဆွဲပြီးတဲ့အခါမှာအဲ့ဒီအဆွဲအားလျော်စွာနော်ကိုယ်အိမ်အနည်းပတ်ဝန်းကျင်မှာပြိတ္တာသွားဖြစ်တတ်တယ်အဲ့ပြိတ္တာဖြစ်တယ် ပြိတ္တာဖြစ်လို့မကြွဘူးလို့ပြောကြတယ်။အမှန်ကတော့ဘဝတစ်ခုရသွားတာ။ဆွဲလမ်းမှုကိုအကြောင်းပြုပြီးတော့ဘဝတစ်ခုရသွားတာ။အေးအိမ်မှာလူတယောက်သေသွားလို့6666လုံးနေပြီဆိုရင်တော့အဲ့ဒါပြိတ္တာဘဝလို့သာမှတ်ပေးတာ။ပြိတ္တာဘဝဖြစ်နေပြီ။သူ့အနေနဲ့ကသေသွားတယ်လို့မသိဘူး။ရုပ်တရက်မသိဘူး။မသိတော့သူခါတိုင်းလိုပဲဒီအိမ်မှာသွားလာနေတယ် သို့တော့သူတတိထားမိတာပါတော့ဆိုရင်လူတွေကသူ့ကိုမမြင်ကြဘူးမိသားစုတွေကလည်းသူ့ကိုနှုတ်မဆက်ဘူးเนาะအဲ့ဒါတော့သူတတိထားမိလိမ့်မယ်နောက်ပိုင်းကျတော့သူဟာတွေသူထားတာတွေသူကြည့်ကောင်းကြည့်လိမ့်မယ်အဲ့တော့ကြည့်တဲ့အခါလူတွေကသူ့ကိုမမြင်ရဘူး तू ကတော့လူတွေကိုမြင်နေရတယ်တခါတော့ကမလေးရှားမှာတည်သွားတဲ့လူတယောက်ကညမှာတည်သွားပြီးတဲ့နောက်မှာသူ့ရဲ့ အကိုလိုနေတဲ့လူတယောက်စီသွားကိုနှုတ်ဆက်တယ်။ဆိုပါစို့သူသေးတာ9နိုင်လောက်ပါသေးတယ်။ဆယ်နိုင်ကျော်ကျော်လောက်တကားလာခောက်တယ်။တကားလာခောက်တော့တကားဖွင့်ပေးလိုက်တဲ့အခါကျအဲ့လူဝင်လာ။ဝင်လာပြီးစကားသမီးပြောပြီးအကိုကျွန်တော်နေပြန်ဗမာပြည်ပြန်မလို့တဲ့ဆိုပြီးနှုတ်ဆက်စကားပါပြောပြီးပြန်ဆင်းသွား။နောက်တည့်ရကျတော့အဲ့ဒီလူဆုံးနေကြ။ဟာဘယ်ချိန်ကဆုံးတာတော့ဆို။ 9နိုင်လောက်ကဆုံးနေဆိုဟိုလူကမယုံမဟုတ်ဘူးမဖြစ်နိုင်ဘူးည10နိုင်မှငါစီရောက်လာသေးတယ်တကားခောက်ပြီးတော့သူနဲ့စကားပြောသေးတယ်တကယ်ကတော့အဲ့ဒီလူတွေဂျုံရတတ်တယ်ပေါ့နော်အဲ့ဒီလူပဲဒီလူဇလန်းနေရအများကြီးပဲသူကဘမပြေးပြန်ရောက်လာတဲ့အခါသူမွေးထားတဲ့ခွေးလေးကသူ့ကိုဟောင်းတဲ့အိမ်ကလူတွေကလည်းသူ့ကိုဘယ်သူမှမမြင်ဘူးတဲ့သူကသွားပြီးတော့ကင်လိုက်တဲ့အခါတွန့်သွားတယ်တဲ့အဲ့ဒီလူတွေကနော် တော့သွားတယ်အဲ့မှာသူ့စိတ်ထဲမှာထူးဆန်းတယ်ငါလည်းဘယ်သူမှခေါ်မလို့ရှိဘူးအိမ်ကခွေးရလည်းငါဟောင်းတယ်ငါမှမှန်းမိဘူးအဲ့တော့သူအိမ်ထဲဝင်လိုက်ထွက်လိုက်သွားနေတာသူသေးမှန်းသူမသိဘူးလေအဲ့လိုဖြစ်တတ်တယ်ဆိုပါစို့အိပ်ပျော်သွားတယ်လို့စိတ်ကထင်တယ်အိပ်ပျော်သွားတယ်လို့ထင်ပြီးတော့တရေနိုးလိုက်တဲ့အခါကိုကသေပြီးသားဖြစ်ပြီးနောက်ဘဝရောက်နေပြီနောက်ဘဝရောက်တာမသိဘူးမသိတော့အရင်လူပဲထင်တယ် ဒီလိုမျိုးကရန်ကုန်မှာလည်းပဲမကြခင်ကဖြစ်ဖူးတယ်ကအစီရနဲ့တည်သွားတဲ့တခါကြီးတယောက်ဒီကရဲ့လောက်ကသူ့အိမ်မှာ သူနေနေကြအခန်းထဲမှာ လာတယ်နော်အလုပ်တွေလုပ်နေတယ်မြင်နေတာမြင်တဲ့သူကမြင်နေရသွားလာနေတာသို့သောရက်လှည့်ပြီးတဲ့အခါကျတော့သူလာလို့မရတော့နောက်ပိုင်းကျတော့ သူ့ပေါ်မှာအုပ်ချုပ်တဲ့လူတွေပေါ်လာပြီးတော့ဘယ်မှာသွားဘယ်သွားနေဒီမလာနဲ့ဆိုတာလေးဖြစ်လာတယ်။အဲ့ကြတော့မှသူတိလာ။တိတယ်ဆိုတာနော်ပထမတော့ကိုယ့်အိမ်ကိုလာတယ်လို့ပဲထင်တယ်။နောက်ကြတော့လာခွင့်မရှိတော့အဲ့တော့ပြိဋ္ဌာဘုံရောက်သွားလို့ရှင်လေနေရီကတ်တက်ပြီးတော့အဲ့လိုလာခွင့်မပေးကြတော့အဲ့ကြတော့မှသူတို့ဟာဘောကဆုံးရှုံးသွားပြီးဆိုတော့တတိထားမိကြတယ်ပေါ့